မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှာသာစကားနေကျူးဆူပါတယ်နော်ဒီနေ့မှာကျွန်တော်ပါလာပြီးတော့ share ပေးလဲဆိုတော့ဟုတ်နော်ပုံမှာကျွန်တော်တခါတည်းလာပြီးတော့ share ပေးมาဖြစ်ပါတယ်နော်အဲ့ဒါထိုင်းစကားလေးဘာတွေပါမလဲဆိုတာဒီနေ့မှာကျတော့ကရိယာကိုပေါ့နော်အာဘလူတွေပြောလို့ရလဲဆိုတာကိုကျွန်တော်လာပြီးတော့ပြောပြมาဖြစ်ပါတယ်အာ okay နံပါတ်1ကနေစမယ်နော်ပုံမှာတခါတည်းပြထားပါတယ်အဲ့ဒါဘာတွေလဲဆိုတော့ကာ ကျွန်တော်ဝိုင်းလင်းနဲ့ပြမှာဖြစ်ပါရင်နော်နံပါတ်1ဘာဒီလဲဆိုတော့နံပါတ်1ကကြတော့အော်ဒီမှာဖြစ်ပါတယ်နော် time time ဆိုတဲ့အရာကိုပေါ့နော်အဲ့ဒါကို blue သုံးမယ်ဆိုတော့ကျွန်တော်တခါလေးပြောပြမယ် time ဆိုတဲ့အရာကတော့ဘာလဲဆိုတော့နံပါတ်1မှာကြတော့အလုံးလုံးချင်းတဲ့ဆက်ဆက်တဲ့စကလုံးတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘလို့သုံးမဲဆိုတာကိုတခါတည်းတငယ်ညို့ကိုကျွန်တော်တခါတည်းဝိုင်းလင်းနဲ့အခုလိုမျိုးပေါ့နော်ဝိုင်းလင်းနဲ့တခါတည်းရှင်းပြမှာဖြစ်ပါတယ်โอเคစမယ်အာ time ဆိုတဲ့စကလုံးပေါ့နော် time ဆိုတဲ့စကလုံးကကြတော့အာလှုပ်တည်လှုပ်တော့ဖြစ်ပါတယ်အာ time ဆိုတာလှုပ်တည်လှုပ်တော့ပေါ့နော်ဒီမှာဖြစ်ပါတယ်လှုပ်တည်လှုပ်တော့ဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်တို့ဘလို့စကစုဖွင့်မယ်ဆိုတော့ပထမအဆုံးနံပါတ်1မှာကြတော့အာအလုပ်လှုပ်တည်ဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင် time ဆိုတာလှုပ်တာကိုပြောတာဖြစ်ပါတယ်ငန်းဆိုတာကကြတော့အလုပ်ကိုပြောတာဖြစ်ပါတယ်အာအဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ทํางานပေါ့နော်ทํางานဆိုတာ အလုပ်လုပ်တည်ဖြစ်ပါတယ်ပုံမှာဘီနာလေးမှာပေါ့နော်ပုံကြီးမှာတခါလေးကျွန်တော်ဝိုင်းပြထားတာဖြစ်ပါတယ်ထမငန်းအဲ့ဒါအလုပ်တာနဲ့ဆိုင်တဲ့စကားစုပေါ့နော်အဲ့ဒါအများကြီးပြောလို့ရတာကိုကျွန်တော်လာရှင်းပြတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အာပေါ့နော်နောက်တစ်ခုကကြတော့အာပေါ့နော်ချက်ပြုတ်တာချက်ပြုတ်တာကိုသွားမယ်ချက်ပြုတ်တာကိုကြတော့လဲတူပဲနော်လုတ်တာကို ဆောင်ရွက်တာကိုပြောလောက်တာကိုထိပ်ပြီးတော့တောင်းရတယ်အာဒါဘာလောက်တာလဲကိုကချက်ပြုတ်တာကိုဆိုလို့ရှိရင်ချက်ပြုတ်တာကိုဆိုလို့ရှိရင်ทําอาหารทําဆိုတာလောက်တာอาหารဆိုတာစားစရာနှစ်ခုပေါင်းလိုက်တော့ทําอาหารဆိုတာအာချက်ပြုတ်တာကိုဗောနော်စားစရာလောက်တာအတူတူပဲတိပ္ပယတစ်ခုတည်းပါအာချက်ပြုတ်တာကိုချက်ပြုတ်တာဗောနော်ကျွန်တော်တို့မြန်မာလူတွေပြန်မယ်ဆိုချက်ပြုတ်တာအာทําอาหารဆိုတာချက်ပြုတ်တာကိုပြောတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုက နောက်တစ်ခုကအာပုံမှန်တိုင်းပဲပေါ့နော်လုံးထမှာ၃၀စကစုအဲ့ဒါကြတော့ဗာလဲဆိုတော့အာပေါ့နော်မှာတက်ရှင်ရေလုံးတာတက်ရှင်ရေလုံးတိပေါ့နော်အာအဲ့လိုမျိုးပြောတယ်ပြောမယ်လုံးတာကိုသုံးမယ်ကွာ time ဆိုတာရေကိုသုံးပြီးတော့တက်ရှင်ရေလုံးတဲ့ဆိုပြီးတော့စကစုဖွဲ့မယ်အဲ့ဒါဘယ်လိုဖွဲ့မလဲဆိုတော့တက်ရှင်ရေကိုကြတော့ความစအားความစအားဆိုတာတက်ရှင်တက်ရှင်မှုတက်ရတက်ရှင်တက်ရမှုဆိုပြီးတော့အဓိပ္ပာယ်ရှိပါတယ်နော်တက်ရှင်တက်ရမှုဆိုတာความစအား โอเคအဲ့ဒါကိုကျွန်တော်တို့တက်ရှင်ရေလုတ်တီဆိုပြီးတော့သုံးမယ်အဲ့လိုမျိုးသုံးမယ်ဆိုလို့ရှိရင် tham လုတ်တီကိုရှင်